တစားချင်းတက်လာဖို့မြတ်စွာဘုရားအလွန်စနစ်ကြဘုရားဖြစ်တာဒီကမ္မထာနဲ့ဖြစ်တာဘုရားလောဘုရားဖြစ်တာဘယ်ကမ္မထာများအထုတ်ပါလိမ့်မလဲဒီအာနာပါနပဲအထုတ်တာပဲအာနာပါနနဲ့ပဲဘုရားဖြစ်သွားတယ်ဒါမြတ်စွာဘုရားအလောင်းချင်းတဲ့ကမ္မထာပဲသူကရံကျင့်ကြံကြိုးကိုအထုတ်ပြီးတော့တရားတွေကိုဟောတာဒီလိုဆိုလို့ပေါ့နော်အဲ့တော့လုံးလုံးတော့ထွက်လေဝင်လေဆိုတာ ဝင်လေလေးတခုကိုကြည့်ဝင်စဝင်လေဝင်ဆုံးဟောအစလည်းအဆုံးသုံးခုရှိတယ်ဘယ်ဟာပဲဖြစ်ဖြစ်စလာတာလည်းទីလိုက်တယ်အဆုံးလည်းទីတယ်အလယ်လည်းទីတယ်ထွက်လေဝင်လေနဲ့ပတ်သက်ပြီးတော့အကုန်ទីတယ်လို့ဆိုတယ်စလေးတော့ទីလိုက်ပြီးဟိုဘက်ကျပျောက်သွားတယ်တတိလွတ်သွားတယ်ဒီလိုမဟုတ်ရဘူးဒီအိဗယ်ကိုဆိုလို့တာပေါ့နော်ထင်းထင်းရှားရှားទីလည်းရဲဆိုတော့ထင်းទីတာပို့ပြီးတော့ထင်းရှားလာတယ် အတိညာဟာပိုးထင်ရှားလာတယ်တဉဏ်ဖြစ်လာခုနကတော့ရှိတာလေးတော့သိတယ်တူတာလေးတော့သိတယ်ရှိတယ်တူတယ်ပဲသိတယ်ဒါကြတော့လုံးဝမလွတ်တော့ထွက်လေဝင်လေပေါ့အားလုံးကိုသိတယ်ပฏิတံဝေဓီဆိုတာကိုတချို့ကြတော့တံဝေဓီဝေဒဆိုတာခံစားတယ်လို့ထင်ပြီးတော့ဒီထွက်လေဝင်လေနဲ့ပတ်သက်ပြီးဝေဒနာဆိုပြီးတော့သွားရှုတာလည်းရှိတယ်ဒီပฏิတံဝေဓီကခံစားတာကိုပြောတာမဟုတ်ဘူး ပဋိတံဝေထင်တော်ပါကတံကရွန်တော်လို့စာပေထဲမှာတေချာဆိုထားတာပေါ်ပေါ်လွင်လွင်ထင်ထင်ရှားရှားသိတာကိုပဋိတံဝေထီအဲဒီဝိတိတံဝေဒီကခံစားရဲဆိုတဲ့အနယ်လည်းမရှိဘူးမဟုတ်ရှိတယ်ဝိမု ക്തി ဒုက္ခပဋိတံဝေဒီဆိုတဲ့စကားကြတော့ဝိမု ക്തി ချမ်းသာကိုခံစားလျက်လို့အဲ့ဒီမှာကြတော့ဒီလိုဘာသာပြန်ရတယ်ခံစားရတယ်လို့ဘာသာပြန်ဒီမှာကြတော့ အလုံးစုံသောအတ္တတပတ္တတအထီးတွေ့ကိုခံစားလျက်လို့ဒီလိုဆိုတာမဟုတ်ဘူးဒီနေရာမှာလဲဘာသာပြန်လွဲမသွားပြီးတော့ဟိုကမ္မထာအာယုံလွဲမသွားနိုင်ဘူးပေါ့လွဲမသွားတယ်ဆိုတာခုနပြောသလိုအာနာပါနကိုလုံးနေတာအာနာပါနသွားမှတ်တာကဝေဒနာ ानु ပဒနာဘုရားကဟောတာဒါကာယ ानु ပဒနာလို့ခေါ်တာလေအဲ့တော့ ကာယ ानु ပဒနာကနေပြီးဝေဒနာ ानु ပဒနာဆိုတာမြေထားကြီးလမ်းချော်သွားတယ်လို့ပဲလမ်းချော်တာပဲလမ်းကြောင်းမော်တော့မဟုတ်တော့ဘူးပေါ့နော်လမ်းကြောင်းမော်မဟုတ်တော့ဘူးချော်သွားတယ်လို့ပြောအနာဘနာကမ္မထံလို့ခေါ်လို့မရဘူးဒီလိုဆုလို့တယ်အဲ့တော့ဒီလေးချက်ဟာထွက်လေဝင်လေနဲ့ပဲပတ်သက်တာဖြစ်ရမယ်တာကြောင့်မို့သဗ္ဗကာယပတိတံဝေဒီအလုံးစုံသောထွက်လေဝင်လေ ဆိုတဲ့ကာယကိုထင်းထင်းရှားရှားသိလျက်ရှုသွင်းမယ်လို့တိတ်ခတိကြိုးစား၏ဟောဒါကြတော့ဝီရိယပါလာပြီစောစောပြောထားတယ်မဟုတ်လားအာတာပိတမ္ပဇာနောတတိမကမ္မထာထုတ်ပြီဆိုရင်ဒီသုံးချက်တတိရှိရမယ်ပညာရှိရမယ်လုံလရှိရမယ်ဆိုတာပထမဆုံးတတိဒုတိယပညာအခုဝီရိယထထဲ့တာထထဲ့တာ ဘုရားသုံးတတိအရင်လာတယ်တတိလာတဲ့အခါပညာဝင်လာတယ်ပညာဝင်လာပြီတတိနဲ့ပညာဝင်လာတဲ့နောက်မှာဝိရိယထပ်ပို့ကဒီလိုဆိုလို့ဝိရိယထပ်ထည့်လိုက်တာဝင်လာတယ်တတိရောပညာရောဝိရိယရောသုံးခုစုံသွားတယ်